လာပါ Mastering English Tips for YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီခဏတော့ Great English Unit 4က Participial Present Stage အကြောင်းကိုအတူတူလေ့လာကြည့်ကြရအောင် ဟုတ်ကဲ့ပါကျွန်တော်ရဲ့ Channel လေးကနေ Great 11 12နဲ့ပတ်သက်တဲ့အင်္ဂလိပ်စာသင်ခန်းစာတွေရဲ့တခြားပြင်ပကအင်္ဂလိပ်စာသင်ခန်းစာများကိုပုံမှန်တက်စစ်ပေးသွားမှာကြောင့်မို့ Channel လေးကို Subscribe လုပ်ရသေးရင် Subscribe လေးလုပ်ပေးဖို့ဥစွာတောင်းဆိုပါရစေဒါဆိုရင် Participial Present Stage ကိုလေ့လာကြရအောင် participate presence participate လို့ပြောလိုက်ရင်ကျွန်တော်တို့ participate ကိုသိကြမယ်ထင်တယ် participate မှာကျွန်တော်တို့ verb form တွေမှာဆိုရင် present ရှိမယ် past ရှိမယ်ပြီးရင် past participle ရှိမယ် present participle ရှိမယ် past participle ကကြတော့ past 3ကိုပြောတာ ed en နဲ့ဆုံးတဲ့ verb တွေ present participle ကကြတော့ ing နဲ့ဆုံးတဲ့ verb တွေပေါ့နော်အဲ့ဒီဟာတွေကိုကျွန်တော်တို့က participle လို့ခေါ်ခဲ့တာအဲ့တော့ဒီ participle present ဆိုတာကအဲ့ဒီ past 3တို့ verb ing တို့နဲ့စထားတဲ့စကားစုတွေကိုပြောတာဖြစ်ပါတယ် okay a participial phrase is a group of words participial phrase ဆိုတာ group of words စကားစုတစုပါတဲ့ that begins with စထားသော either in ing or ed in ing တို့မဟုတ် ed in form of a verb verb တစ်ခုရဲ့ ing form တို့မဟုတ် ed in form တစ်ခုနဲ့စထားတော့ verb တစ်ခုရဲ့ verb တစ်ခုနဲ့စထားတဲ့စကားစုတွေပါတဲ့ဒီပြောချင်တာကဗျာ verb တစ်ခုရဲ့ ing form e in form နဲ့စထားတဲ့ group of work ကိုစကားစုတွေကို participate present လို့ပြောချင်တာတဲ့ဥပမာ reading in the room အဲ့ဒီခန်းထဲမှာစာဖတ်နေတော့ train by a good coach နီးပြကောင်းကောင်းနဲ့ listen ထားတော့ walking in the garden ဥယျာဉ်ထဲမှာအလုံးလုံးနေတော့ written by wordsworth wordsworth ရေးထားတော့ဆိုတဲ့အဓိပ္ပာယ်ပါတဲ့သူကတော့ noun ရဲ့အနောက်မှာနေပြီးတော့မှ adjective အလုပ်ကိုလုပ်တယ်ဒီ phrase က ။ဒါကြောင့်မို့သူ့ကိုကျွန်တော်တို့က adjective adjectival phrase လို့ခေါ်ရင်လည်းရတာပေါ့နော်သူ့ကို adjective phrase လို့ခေါ်ရင်လည်းရပါတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ exercise ကလေးကိုလုပ်ကြည့်ပြီးတော့မှသူ့တို့လေးတွေကိုထုတ်ကြရအောင်။ Spot the participial phrases in the following sentences and underline them. ဒီအောက်မှာပေးထားတဲ့ဝတ်ကြတွေတဲကတဲ့ spot the participial phrases participial phrases တွေကို sharp way ဖော်ထုတ်ပြီးတော့မှ underline them သူတို့ကိုမြင်သားပါတယ်โอเค number 1 you know that man walking in our neighbor's garden ကျွန်တော်တို့အနီနာချင်းရဲ့ဥယျာဉ်ထဲမှာအလုပ်လုပ်နေတော့သူသိသလားအဲ့တော့ participial phrases တီ ing နဲ့စရမယ် edn နဲ့စမယ်ဆိုတော့ ing နဲ့စတဲ့ verb က working ဖြစ်နေတာပေါ့နော် working ဆိုတဲ့ verb ဖြစ်တဲ့အတွက်ဒီ working in our neighbor's garden ဒီ participial phrases ဖြစ်ပါတယ်အတိတ်ပဲကကျွန်တော်အနီချင်းရဲ့ဥယျာဉ်ထဲမှာအလုပ်လုပ်နေတော့ဆိုတဲ့အဲ့ဒီအတိတ်ပဲဖြစ်တယ်သူရဲ့ရှိက man ကိုထုပြရအောင်မို့သူ့ကို adjective phrase လို့လည်းပြောလို့ရပါတယ် ခုနမ2 the children came in making a lot of noise အဲ့တော့ဒီနေရာမှာဒီဘက်တရီနဲ့စထားတဲ့ phrases တော့မဟုတ်ဘက်ဖိုင်အင်ဂျင်နဲ့စထားတဲ့ phrases ဆိုတော့ making a lot of noise okay ဒီမှာတော့ evf အလုပ်ကိုလုပ်တယ်ပေါ့နော်ကလေးတွေဟာစီရင်တန်တွေကိုလုပ်ရင်းဝင်လာတယ်ဆိုတော့ဒါက evf အလုပ်ကိုလုပ်တယ်ပေါ့ many of the articles stolen from this store have been recovered အဲ့တော့ဒီမှာလဲဘက်တရီနဲ့စရမယ် phrases ဆိုတော့ဘယ်ဟာဖြစ်မလဲ stolen from this store အဲ့ဒီစတိုးဆိုင်ကခိုးထားသောအတိကျသောပစ္စည်းတွေကိုပြောတာပစ္စည်းတွေအများများကိုတဲ့ပြန်တွေ့ပါပြီတဲ့ပြန်ရတယ်လို့ပြောချင်တာဖြစ်တယ်အဲ့တော့ stolen from this store ဆိုတာဒီအဲ့ဒီ store ဆိုင်ကခိုးထားတော့သူကတော့ passive voice တွေရောက်တယ်ပေါ့နော်โอเค The Mona Lisa Mona Lisa ဖြစ်နေတယ် Mona Lisa ဖြစ်ရမယ် Mona Lisa is one of the painting done by Leonardo da Vinci အဲ့တော့ battery နဲ့စားထားတဲ့ phrase ဆိုတော့ဘာပဲရှိလဲ done by Leonardo da Vinci ဖြစ်တယ် Leonardo ဆက်ထားတော့ပကြီကားတွေ တဲကမွန်နာလီဇာဆိုရင်အထက်ကတခုတာဖြစ်တယ် Watch is made in Switzerland are famous all over the world အဲ့တော့ဘက်တရီနဲ့စားထားတဲ့ phrase ဆိုတော့ made in Switzerland ပေါ့ဗျာ Switzerland မှာပြုလုပ်ထားတော့နိုင်ရည်များဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် cars manufacture in japan japan ကြီးနဲ့ရေးရမှာပါ japan တွင်ပြုလုပ်ထားသောထုတ်လုပ်သောကားများသည်ကောင်းသည်သို့တော်စည်းကြီးသည်အဲ့တော့ manufacture in japan ဆိုတာဒီ participle phrases ဖြစ်ပါတယ် the girl talking to our children teacher is very brilliant ကျွန်တော်တို့ဆရာနဲ့စကားပြောနေတဲ့ကောင်မလေးကအရင်ကညံကောင်းတယ်အဲ့တော့ perfect ကြီးနဲ့စတာတဲ့ phrase ဆိုတော့ talking to our teacher the participial phrase ဖြစ်ပါတယ် birds such as chickens and doves bred for eggs and meat are called poultry ပထမနေ့စတာတဲ့ phrase ဆိုတော့ bred for eggs and meat ဥတွေတော့မအသားအတွက်မွေးထားသောဆိုတဲ့အဓိပ္ပာယ်ပေါ့နော် အဲ့ဒီနံပါတ်3ဆိုရင်မဲ့သူက participle ရ phrase မဟုတ်ဘူးသူက are call participle နဲ့ရေးထားတဲ့အဓိကမူရင်းဘက်ကြီးဖြစ်ပါတယ် decision made in haste are certain good အလင်းအမြန်ချမှတ်လိုက်တဲ့ decision ဆုံးဖြတ်ချက်တွေက certain good ကောင်းကဲတယ်တဲ့အဲ့တော့ made in haste ဆိုတာက participle ရ phrase ပေါ့ဗျာ okay the last one information gleaned from encyclopedia is reliable ဆယ်စုံကျမ်းလို့ခေါ်တာပေါ့နော် encyclopedia ဆိုတာဆယ်စုံကျမ်းကနေရရှိသောတင်းချက်လက်များဒီယုံကြည်စိတ်ချရရည်တဲ့အဲ့တော့သူရဲ့ဘက်တရီနဲ့စာထားတဲ့ phrase က Gleaning from encyclopedias ဖြစ်ပါတယ်။ Okay အရင်လွယ်ပါတယ်။ဒီ participial present တေချောင်းနဲ့ပတ်သက်ပြီးတော့မှ grade 10 sorry grade 11မှာရော grade 12မှာရောပြန်လေးလေ့လာကြရအောင်ပါပါ။ကျွန်တော်အဲ့ video နှစ်ပုတ်နဲ့ပတ်သက်ပြီးတော့မှလည်းကျွန်တော်တင်ထားပြသား video ရှိပါတယ်။ညာဘက်တော့မှပေါ်လာတဲ့ video လေးကို clip ပေးလိုက်ပါ။ဒါဆိုရင်တော့ grade 11 grade 12မှာပါတဲ့ participial present တေချောင်းကိုလေ့လာရလေ့လာရမှာပါ။ Okay ဒါဆိုရင် video လေးကိုသုံးသပ်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။ နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြရအောင်ဆံပီတီများကိုလည်းကျွန်တော်ရဲ့ comment box မှာအယောက်မှချက်ပေးပါအပတ်မကြည့်ရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့မြင့်တမ်းရခံပြစေ bye bye